ရခိုင်ပြည်ပုံလားကျုံမြို့နယ်မှာရှိတဲ့အောင်ဖြူပြင်ကြီးရွာနဲ့ယူတရုတ်ကြီးရွာတို့ကိုအကြမ်းဖက်လေတပ်ကဒီကနေ့မနက်မှာပုံလာကျပြီးကွန်းတောင်ကိုလက်နက်ကြီးကြီးနဲ့ပစ်ခတ်လို့အရသာ၅ရောက်သေဆုံးက၉ရောက်ဒဏ်ရာရရှိသွားခဲ့တယ်လို့သိရပါဗျ။ဒီကနေ့နိုဝင်ဘာလ9ရက်နေ့မနက်7:29မိနစ်မှာကြက်ဖိုက်တာနဲ့အောင်ဖြူပြင်ကြီးရွာကို ပုံနှလုံးကျေရှာခဲ့တဲ့အတွက်အမျိုးသမီးတစ်ယောက်ဒဏ်ရာရရှိသွားခဲ့ပါဗျ။အလားတူပဲမနက်7:30မိနစ်လောက်မှာ ရိုးတရုတ်ကြီးွားတွေကိုလည်းချက်ဖိုက်တာနဲ့ဘုံနှလုံးဆက်တိုက်ကျေရှာခဲ့တဲ့အတွက်အယက်သားအမျိုးသမီး၄ယောက်နဲ့အမျိုးသား၁ယောက်စုစုပေါင်း၅ယောက်တေဆုံးကအယက်သားအမျိုးသမီး၃ယောက်နဲ့အမျိုးသား၄ယောက်စုစုပေါင်း9ယောက်တန်ရာရရှိသွားခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဒီကနေ့မနက်၁၇နာရီကလည်းစစ်တွေအခြေဆိုင်အကြံဖတ်စစ်တပ်ရဲ့၃လေးလေးတပ်ရင်းကနေ၁၂၀မမလက်နက်ကြီးကျင်းနဲ့လှမ်းပစ်လို့ ပုံနာကျုံမြို့နယ်ကွန်းတောင်ရွာရဲကိုကြားရောက်ပောက်ကွဲတဲ့အတွက်အသက်55နှစ်အရွယ်အယက်သားအမျိုးသားတယောက်တရားရရှိသွားခဲ့ပါတယ်။အခုလိုတိုက်ခိုက်ခံရမှုကြောင့်တင်ဆောင်သူတရားရရှိသူတွေရဲ့နာမည်နဲ့အသက်တွေကိုတော့နရင်းစရာကဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ အခုပေါင်းကျဲခဲ့တဲ့အောင်ဖြူပြင်ကြေးရွာကို အကြံဖတ်လေးတက်ကပြီးခဲ့တဲ့မလ25ရက်နေ့ည9နာရီမိနစ်20လောက်ကလေးပေါင်းကျဲတိုက်ခိုက်ခဲ့တဲ့အတွက်စစ်ပီးရှောင်း9ရောက်သေဆုံးခဲ့ရက12ရောက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။အလားတူအခုပုံကျဲခဲ့တဲ့ရိုးတရုတ်ကြီးဝါကိုပြီးခဲ့တဲ့2023ခုနှစ်ဒီဇင်ဘာလ31ရက်နေ့နေ့လယ်ကလည်းအကြံဖက်လေတပ်ကပုံကျဲတိုက်ခိုက်ခဲ့လို့ ယုတ်တယုတ်ဒေသခံကြီးဝါသား၂ယောက်နဲ့ကလေးတယောက်အပါအဝင်စစ်ပီးရှောင်း၃ယောက်တေဆုံခဲ့ရပြီးနောက်ထပ်၁၀ယောက်လည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါအပြင်အခုလက်နက်ကြီးနဲ့ပြစ်ခတ်ခံရတဲ့ကွမ်းနောက်ကြီးဝါကိုလည်းပြီးခဲ့တဲ့အောက်တိုဘာလ၂၆ရက်နေ့ကစစ်တွေအခြေစိုက်အကြမ်းဖက်စစ်တပ်တရင်တစ်ခုကဒရုန်းနဲ့ပုံကျဲလို့လူနာသွားတည်တဲ့ပုံနာကျွန်းမြို့နယ်အခြေစိုက်ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းကအသက်အငယ်ဆုံးပရဟိတလူငယ် မောင်ထဲအောင်ဟင်းခေါ်ကိုလက်ဆက်လေးနှစ်တည်ဆောင်ခဲ့ရပါတယ်။အကြက်ဖက်လေတာဟာပြီးခဲ့တဲ့အော်တိုဘားလ30ရက်နေ့နဲ့31ရက်နေ့တွေမှာလဲပုံနာကျွန်းမြို့နဲ့ပုံနာကျွန်းမြို့နယ်ပန်းနီလာရွာတို့ကိုပုံကျဲတိုက်ခိုက်ခဲ့လို့ပန်းနီလာကအသက်9နှစ်အရွယ်ကလေးငယ်တယောက်အပါအဝင်အရက်သား၄ယောက်တည်ဆောင်ခဲ့ပြီး9ယောက်တန်းရာရရှိခဲ့ပါတယ်။ကျွန်မအေးမြတ်ခိုင်ပါ။